လူတွေရဲ့အရင်ချင်းဟာတူးမြင့်စေရမယ့်အရင်ချင်းဟာငါရရှိဘာတွေတူးမြင့်ပေးရမလဲဆိုရင်တတ္တဟာဆိုရက်ကိုလို့ရင်ကိုဖြစ်တယ်ဆိုရက်ကံကံရေးကျိုးလုံးယုံကြည်တဲ့ထူချတဲ့ဘုရားတရားတန်ခါယရဏသုံးပါးရဲ့ကိုကိုယုံကြည်တဲ့တရားစွန့်ဤတူးမြင့်အောင်ကြိုးစားရမှာဖြစ်တယ်ဝိရိယ ကြိုးစားဖို့ကိုယ်ရင်ထဲမှာအဆိုးတရားတွေကိုဖယ်ရှားဖို့အကောင်းတရားတွေတည်ဆောက်ဖို့သူ့အလိုလိုဖြစ်လာမှာမဟုတ်လို့ကြိုးစားခြင်းဆိုရယ်ဝီရိယကိုယ်ရင်ထဲမှာတိုးမြင့်ပေးရမှာဖြစ်တယ်တတိအမြဲတမ်းအရာရာမှာခန္ဓာကိုယ်နဲ့တတိနဲ့ကပ်နေအောင်လေ့ကျင့်ပြီးတော့ကြိုးစားအပ်တော့ တမာအပြင်ကြည့်မယ်ဆိုရင်လူတွေကကိုယ့်ကိုတတိရှိတယ်လို့ထင်ကြတယ်။သို့တော့တတိနဲ့ကင်းကွာနေတာတွေကများတယ်ပေါ့။တတိလည်းလွတ်ငှက်တောင်ကျွတ်ဆိုတဲ့စကားလိုပဲ။ငှက်များကတောင်ကျွတ်ရင်ပြန်နိုင်မှာမဟုတ်ဘူး။လူတွေမှလည်းတတိလွတ်သွားတာနဲ့တပြိုင်တည်းအောက်တန်းနောက်တန်းရောက်သွားနိုင်တယ်။ဒါကြောင့်ကိုယ့်ဘဝနဲ့ဆက်ဆက်ပြီး အချိန်ဒီရရကိုအများရန်ဆင်ခြင်သုံးသပ်ပြီးသိနိုင်တဲ့တတိဆိုတာရှိရမယ်တတိရှိပြီးတော့စိတ်ဓာတ်တည်ငြိမ်အောင်ကြိုးစားခြင်းဆိုတဲ့တမာတိအမှန်နဲ့အမှန်ခွဲခြားသိဖို့ကံကံဤကျိုးသိမြင်ဖို့လုံတဲ့နာနဲ့မလုံတဲ့နာခွဲခြားသိဖို့ပညာဆိုတာလေကိုယ်ရင်ထဲမှာရှိဖို့ဒီအရေးချင်းငါရက်ကိုတိုးမြင့်အောင်တိုးမြင့်မှုကြိုးစားရမှာဖြစ်တယ် ဘောရဘသာဝိနေအနေနဲ့ဒီအချင်းကချက်တွမြင့်အောင်ကြိုးစားရေးဟာအဓိကကြတယ်တတဝီရိယတတိသမာဓိပညာအဲ့ဒီ၅ရက်ကိုယ့်ရဲ့ယင်နဲ့နှလုံးထဲမှာတိုးတက်နေအောင်စနစ်တကျအကျိုးပန်းအထောက်အထားမင်္ဂလာလုံးရဖြစ်